ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့စေုပ်စုကိုနိုင်မဲ့ကက်ကို KIA နဲ့ AE တို့ကင်ထားဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။ KIA နဲ့အကျန်းဖတ်တက်တူတွေ့ဆုံရမယ်ဆိုတဲ့ကောလာဟာလာတွေတက်လာပါတယ်။တွေ့မဲ့နေရာနှိမ့်နိုင်ရှားဖွေနေတဲ့ဆိုတာကလည်းပါပါသေးတယ်။တရုတ်ကူတော်ရက်တီဂျက်နဲ့ပတ်သက်ရင် Tit for Tat ပြန်လုတ်ရဲတာ Hight Lander တွေပဲရှိပါပါ။ KIA အရင်ကတည်းကနိုင်ငံရေးသဘောတူညီချက်မရှိဘဲဘာအပြစ်ခက်ရဲစဲရေးမှမလုပ်ပါဘူး2017ကတည်းကဒီနေ့အချိန်ထိတခါမှ အပြစ်ရတာမရှိပါဘူး NCA မှာမဝင်မဲ့ UWSC နဲ့တွဲပြီးမြောက်ပိုင်းခုနှစ်ဖွဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ကို2019မတ်လမှာ ပန်ဆန်းမှာဖွဲ့ပြီးစိတ်ကောင်းချိတ်ခွေးသားရောင်းတဲ့မင်းအောင်လှိုင်ကို တွေ့ခဲ့တာပါ။ KIA ကမူဝါဒပြတ်သားပြီးသားပါ။ခုအကြံဖတ်စေအုပ်စုလိုချင်တာ EO အားလုံးနဲ့အပြစ်ရမယ် PDF ကိုခြေမုံမယ်ဆိုတဲ့ချီးကပ်မှုကနေစိုက်ွားဖြန့်နေတာပါ။အကြံပေးဆေးအုပ်စုကို တရုတ် CCP အစိုးရဘက်ကဖိအားပေးနေတာပါ။ကချင်နဲ့ရခိုင်ပြည်နယ်ဟာတရုတ်အတွက် ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအတွက်အငမ်းမရဖြစ်နေတာပါဒီနေဦးတော်လန်ရေးကနေဒီပြည်နယ်နှစ်ခုကိုဆွေးအုပ်စုလက်လွတ်ဆုံးရှုံးနေရတာစစ်ကောင်စီဘက်လောင်းကြီးထတ်ထားတဲ့တရုတ်အတွက်အရှိုက်ထိစီတဲ့ထူးနှက်ချက်ဖြစ်လာပါတယ်အောက်ကနေသည်ဟာရီးမလျှော့ခြင်းနဲ့အကြမ်းဖက်ဆွေးအုပ်စုကတော့စိုက်ဝါတုံးပြီးထိုးခွဲလာပါတယ် ဒါကြောင့် KIA နဲ့အကြမ်းဖက်စစ်အုပ်စုညှိမယ်ဆိုတဲ့စိုက်ဝါးပြန်လာခဲ့တာပါ KIO KIA ဘက်မင်းမြန်ကြည့်တဲ့အခါမဟုတ်ဘူးလို့ယတိပြက်အတန်ထွက်လာပါလေမြန်မာပြည်ရင်းစစ် ပြဿနာဟာတရုတ်လို့ခေါ်တဲ့စစ်နာရဲ့ဆွတ်ဖတ်မှုကြောင့်ပဲတိုင်းပြည်ဒလိန်ခောက်ခွေးကျခဲ့တာပါကိုကျိုးစည်းဝါးကိုသာကြည့်ပြီးအသည့်မရှိတဲ့အကြမ်းဖက်တပ်ကိုလက်ကင်ဒုတ်အဖြစ်မွေး debt trap policy နဲ့စီးပွားရေးနယ်ချက်ပြီးတခိုးစင်းနဲ့လက်ကုံနှိုက်နေတာကြောင့်တိုင်းပြည်ဟာရောက်ထူးမိုးမြော်ဖြစ်ခဲ့တာပါစီးပွားရေးပညာရှင် ပေါ်ခူလီယာပြောတယ်လို့တိုင်းပြည်ကိုဆင်းရဲတွင်နဲ့ကြစီတဲ့အချက်၄ချက်လုံးမြန်မာပြည်မှာဖြစ်နေတဲ့အတွက်ဒီနုံနယ်ကယုံထွက်နိုင်မှုဆိုရင်တရုတ်ကနီးမှန်လမ်းမှန်နဲ့ရင်ဆိုင်တုံ့ပြန်မှပဲရပါမယ် ပေါ်ကိုလီယာရဲ့တတိယအချက်မှာပါတဲ့အိနီချင်းဇိုးများကြောက်တိုင်းပြည်စီးပွားရေးနှွန်နေကြတယ်ဆိုတဲ့အချက်ဟာမြန်မေးတရုတ်ကိုကြည့်ပြီးမှန်လိုက်တာဆိုပြီးကောက်ချက်ချမိပါတယ်အိနီချင်းဇိုးရင်သာမဟုတ်ဖဲအင်အားကြည့်ပြီးဒေသတွင်းအပြင်တကွာလုံးကိုပါတပါတိအာနာရှင် စနစ်နဲ့သွေးခွဲစီးပွားရှာနေတာမြန်မာလူနိုင်ငံငယ်ပေါ်ဖုတ်လီတဲ့ငပိရှိတယ်လို့တော့မထင်ခဲ့ပါဘူး ။ NLD အစိုးရလက်ထက်မှာတော့မြန်မာဟာခေါင်းထောင်ထလာနိုင်တဲ့အနေအထားကိုမြင်ရတဲ့အချိန်မှာအကြမ်းဖက်တက်ယခုစက္ကမကနေ auto pass လို့ပြန်ချုပ်ကင်ဖို့ပြင်ဆင်ရာကကုဖြစ်ပြီးတော့မြန်မာပြည်ဂျွန်းထိုးမောက်ခုံဖြစ်ခဲ့ပါတယ်။အာနာသိမ့်ပြီးအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာမှာ UN မှာ ကာဗာပေးပြီးတော့အာနာသိမ့်တာပြည်တွင်းရေးတာဖြစ်တဲ့ဆိုပြီး recommendation လုတ်ခဲ့တာတရုတ်ပါပဲ အကျန်းဖတ်တက်ဟာအကျန်းဖတ်နှိမ်နှင်းလိုက်ရင်ငြိမ်သွားမယ်ဆိုတဲ့အယူအဆပေါ်ခြေခံပြီးတော့2023ခုခမစိတ်ငြိမ်နေခဲ့ပေမဲ့သုံးနှစ်ကြာလာတဲ့အချိန်ထိတည်ငြိမ်ဖို့လမ်းမမြင်တာကြောင့် EU နဲ့စစ်ကောင်စီကိုစွပ်ဖားပြီးတော့သူလူချင်းနဲ့လမ်းကြောင်းထဲဝင်အောင်ကျုံတွင်းခဲ့တာပါပဲ။ဩဇာညောင်းတဲ့မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ကနေကြားဖြန့်ရှင်းလင်းရေးအတွက်မီးစိမ်းပြခဲ့တယ် တစ်ကြိမ်နဲ့ဇက်ကွန်စစ်စင်ရေးဆိုပြီးညီနောင်သုံးဘွဲက operation စတဲ့အခါတရုတ်တို့ရဲ့ကန့်သက်ချက်ကိုကျော်လွန်ပြီးလှုပ်လာတဲ့အခါတရုတ်တို့ဟာအကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့ပြီးလက်ဆပြန်သိမ်းပင်မဲ့ Highlander တွေနဲ့ AA ကတော့၎င်းတို့ရဲ့ရီမန်းချက်အတိုင်းတွားနေတာကိုရက်တန့်ပြစ်လို့မရပါဘူးအရကတက်တော့ AA ဟာပထဝီမျက်နာတွင်ပြင်ရဝေးကွာနေပေမဲ့တရုတ်ရဲ့အိန္ဒိယသမုတ်တရားကိုစီးနင်းမဲ့ CMEC စီမံကိန်းရှိနေတယ်လို့ကြောက်ဖြူတရုတ်ရင်းနှီးမြှုပ်နှံမှုရှိနေပါတယ်။ရခိုင်မျိုးနယ်14မျိုးနယ်ပလောဝကိုပါတင်ထားတဲ့ AA ဟာ2025ဖေဖော်ဝါရီကစပြီးကြောက်ဖြူကိုထိုးစစ်ဆင်နေပါတယ်။စကိုင်းကလေးကြောင့်ခိတအပြစ်ရက်ပင်မဲ့နောက်ပိုင်းအချိန်မြင့်ထိုးစစ်ဆင်လာတာကြောက်ဖြူမျိုးပဝန်းကျင်ကြီးရွာတွေကိုထိန်းချုပ်လာနိုင်ပါတယ်။ ကြောက်ဖြူမျိုးအဝင်မှာရှိတဲ့အမှတ်32ရဲတပ်ရင်းကနေအင်အားဖြည့်ပြီးအကြိမ်ကြိမ်ထိုးစစ်ဆင်ပင်မဲ့တက်လန့်နေရတဲ့အကျန်းဖတ်တပ်ဟာတရုတ်ရဲ့ဒရုန်းပညာရှင်တွေအကူအညီနဲ့ထတ်ထိုးလဲရှုံးတာပါပဲအီအနေနဲ့ကလည်းကြောက်ဖြူကို ထိုးစစ်ဆင်ရမှာတရုတ်စီမံကိန်းတွေကြောင့်အခက်အခဲတွေ့ရပါတယ်အကျန်းဖတ်စစ်ကောင်စီတပ်သားတွေကရှုံးရင်ရှုံးရင်တရုတ်စက်ရုံတွေစီပြေးပြီးတော့အကာအကွယ်ယူနေကြတာပါ ကြောက်ဖြူမျိုးနဲ့ငားမိုင်ကွာမှာရှိတဲ့တစ်ပုတ်တောင်ဘက်မှာတညဝရီရေတဲ့ဌာနချုပ်ရှိပြီးတော့ကြောက်ဖြူမျိုးမှာအမှတ်30နဲ့တိုက်ခိုက်ရေးရဲတပ်ရင်းအပါဝင် ခလာရ34ခမရ949ခမရ94နှစ်တာရှိပါတယ်စစ်တင်ဒန်းစင်မူဆလင်တွေလည်းရှိပါတယ်အင်းနေနဲ့ရေတဲ့ဌာနချုပ်တစ်ခုတရင်၄ရင်းလောက်ကိုအပြတ်ဖြုတ်နိုင်တဲ့ တိုက်ခိုက်ရေးဆွမ်းရည်ရှိပြီးတော့တရုတ်စီမံကိန်းကြောင့်နီးပြူဟာမဟာပြူဟာဘိုင်းကိုအသေးစိတ်တွက်ချက်နေရပုံရှိပါတယ်။ကြောက်ဖြူမိုးကိုသာအေးအေးရရင်တရုတ်ဘက်ကနေကြိုက်သည်မကြိုက်သည် ဖြစ်စေစကားပြောရတော့မှာပါပဲ။စစ်တွေမြို့ဟာလည်းအေးအေးရဲ့နှင်းနဲ့ချီပြီးပိတ်ဆို့ထားတာမန်အောင်ဆိုလည်းကြောက်ဖြူကြရင်တစ်ဆက်တည်းအေးအေးကောက်သိမ်းမှမူတရုတ်အတွက်အကြမ်းဖက်စစ်အုပ်စုကိုဘူးသီးပုတ်ထားပြီးတော့ အီနဲ့ညှိကိုညှိရမယ်အနေထားရှိလာပါတယ်အကြံပတ်စေုပ်စုတို့ကရခိုင်ပြည်နယ်နဲ့ဆက်ဆက်တဲ့မကွေးတိုင်းပဲခူးတိုင်းအီယာရီတိုင်းနေဆက်ဒေသမှာဖင်အတနီလန်အောင်အီနဲ့မဟာမိတ်အဖွဲ့ကြီးရဲ့စောခံထိနေတာတရုတ်မတိလို့မဟုတ်ပါဘူးတရုတ်နဲ့ထပ်ပြီးတော့ဆက်နေတဲ့နေဆက်တက်လျှောက်တိုင်းရင်းသားလက်နက်ကိုင်အီအူတွေမှာတရုတ်ဩဇာမညောင်းတဲ့အဖွဲ့ဆိုတာမရှိပါဘူး EU ထဲမှာလက်နက်ကင် အတောင်တင်းဆုံးဖြစ်တဲ့ UWSA တောင်တရုတ်ဟောက်တာနဲ့ပြပြဝတ်လုပ်ပေးရပါတယ်။ဒါပေမဲ့ KIU KIA ကတရုတ်ဩဇာညောင်းပေမဲ့သူ့မူဝါဒတိုင်းပြည်ရဲ့အချုပ်ချာအာဏာဘိုင်းကိုထိလာရင်တရုတ်မြန်မေးတွေကိုဖျဲပါတယ်။တရုတ်ကဖိရင်သွားလိုက်တယ်အလိုက်ထိုက်ဆက်ဆံပါတယ်။တရုတ်ကလည်းတခြား MNDA ခေါင်းဆောင် UWSA ခေါင်းဆောင်တွေကိုဖမ်းထိန်ပြီးစစ်ကောင်စီနဲ့ညှိဖို့ဖိအားပေးဆွေးနွေးခိုင်းပေမဲ့ KIA KIU ခေါင်းဆောင်တွေကိုတရုတ်ဘက်မှအကြေကျုပ်ဖမ်းပြီးစစ်ကောင်စီနဲ့ညှိဖို့မလုပ်ရဲပါဘူးအဲ့ဒါက KIA KIU ရဲ့ rule အစစ်အတန်းပါပဲ။ ကချင်ပြည်နယ်ကမြို့ရှင်မြို့ကို2024ခုနှစ်မှာ KIA တိမ့်ပိုက်ထားပါတယ်။တရုတ်နဲ့ထိစပ်တဲ့နေဆက်ကုံတွယ်ကြီးမြို့တွေလွဲကျဲကံပိုက်တီမြေရှားရဲအထွက်တဲ့ပန်ဝါချီပွေမြေရှားအထွက်နှုံးများမဲ့မိုးမောက်မန်စီကို KIA တိမ့်ထားပါတယ်။ဒီကဒီကနေ့အထိစေုပ်စုနဲ့ညှိဖို့တရုတ်စကားခေါ်လို့မရတာ KIA ပဲရှိပါတယ်။တရုတ်လိုအင်အားကြီးနိုင်ငံက မခံပြင်းပဲနေမှာလားအကျံပတ်စီအုပ်စုခေါင်းထောင်ထလာတယ်ဆိုပေမဲ့တရုတ်ရဲ့စီးပွားရေးအညာကိုကင်ထားတဲ့ KIA နဲ့ EE တို့အပေါ်တရုတ်ဘက်ကလည်းမီးစင်ကြိကနေရတာအားလုံးအမြင်ပါပဲတရုတ်ကြောင့်အသက်ရှူပေါက်ရလာတဲ့အကျန်းဖတ်စစ်အုပ်စုကို knock down လုပ်နိုင်တာ KIA နဲ့ EE ပဲရှိပါတယ်စစ်ကောင်စီတွေးခွဲတာကိုအဟုတ်မှတ်မနေပါနဲ့တော်လန်ပြည်သူလူထုတစ်ရက်လုံး တော်လန်ရေးအဖွဲ့အားလုံးနားလေရမှာကရန်သူစိုက်ဝါးကိုနားမယောင်မိပါစေနဲ့တော်လန်ရေးတပ်ဦးဖြစ်နေတဲ့ KIA နဲ့ AE တို့ NUG PDF နဲ့အတူတော်လန်ရေးပန်းနိုင်ကို မရောက်ရောက်အောင်တွားကြမယ်ဆိုတာပါပဲတရုတ်ကဘီလန့်စ်ထိမ့်မဲ့စစ်အုပ်စုကို နိုင်မဲ့ကပ်ကို KIA နဲ့ AE တို့ကင်ထားကြပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်